Christ Region Hub ကနေပြီးတော့မင်္ဂလာပါလို့ကျေးဇူးနှုတ်ဆက်လိုက်ပါတယ်ခုတစ်ခေါက်မှာတော့ဆရာကြီးနန္ဒသိန်းစံရေးသားထားတဲ့ဘောဟာတိဘေနဲ့ဘောဟာတစ္ဆာအစောက်တွေကအကြောင်းအရာများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပိုင်းတိနေတန်းရင်အခန်းသုံးမျက်မှောက်ခေအနောက်တိုင်းဒသနာပေးတာနဲ့လူဘဝဆိုင်ရာပြဿနာများဒုတိယပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘဝဖြစ်တည်မှုပဓာနာကိုင်း ဟေဂန်ဤစင်ကျင်ချင်းတရားကိုအစွမ်းကုန်ခြေဖြတ်ပြီးစင်ကျင်ချင်းတရားနှင့်စံကျင်ဘက်ဖြစ်သောခန်းစားချက်များစိတ်လှုပ်ရှားမှုများစသည်စိတ်ပိုင်းဆိုင်ရာတို့ကိုအသားပေးလာသောခိုင်းမှာဘဝဖြစ်တည်မှုပဓာနာခိုင်းဖြစ်သည်ဒုံဘဝဖြစ်တည်မှုပဓာနာခိုင်း၌လည်းခိုင်းဝင်ပေါင်းစုံရှိ၍တဦးနှင့်တူကွဲလဲသောယူဆများရှိကြ၏တို့ရာတွင်ဘဝဖြစ်တည်မှုသည်ပဓာနာကြသည်အစင်မှန်ဖြစ်သည်ဘဝဖြစ်တည်မှုသည်စင်ကျင်ချင်းထက်ရှေ့ကြသည်ဟုသောယူဆ၌မူတူကြသည် ဒသနာပညာရှင်ကြီးဟေဂေကစင်ချင်းချင်းတရားသည်ရွေလျားရာမှပိုးရိပ်ပိုးရိပ်ပြည့်စုံခြင်းသဘောသို့ရောက်လာသည်လူတို့သည်လည်းပိုးရိပ်ပိုးရိပ်စင်ချင်းချင်းတရားပေါ်အမိပြုလာသည်ထို့ကြောင့်လူသမိုင်းစဉ်ကြီးသည်ပိုးရိပ်ပိုးရိပ်တိုးတက်လာသည်ဟုဆိုခဲ့၏တို့ရာတွင်20ရာစုခေတ်ဆန်းကာလ၌ပင်ကဘာစီကြီးဖြစ်လေသည်ခေတ်တော်များမကြုံမီပင်ဒုတိယကဘာစီကြီးဖြစ်ပြန်သည်ဤတွင်လူသမိုင်းစဉ်ကြီးသည်စင်ချင်းချင်းတရားပေါ်ခြေခံ၍ပြောင်းလဲနေသည်ဆိုပါလျက်အဘဲကြောင့်လူမှုနှိဋ္ဌာယုံစစ်ပွဲကြီးများဖြစ်ရသည် လူတို့သည်သဘောခွဲလက်ချက်များကိုစင်ကြင်ချင်းတရားပေါ်ခြေခံ၍မဖြည့်ရှင်းပဲအဘဲကြောင့်လက်နက်ဆွဲကင်တက်ဖြတ်ဖြက်စီးခြင်းဖြင့်ဖြည့်ရှင်းနေကြသည်။ဤမိကုံများနှင့်အတူတဒနာပညာရှင်များပြားသည်ဟေဂေ၏စင်ကြင်ချင်းတရားပေါ်တန်လျာဝင်လာခဲ့ကြသည်။တန်လျာဝင်လာရမှဟေဂေ၏စင်ကြင်ချင်းတရားကိုအယုံကြည်ကင်းမဲ့သွားကြသည်။ဘဝဖြစ်တည်မှုဗရဏဝါဒီများသည်လည်းစင်ကြင်ချင်းတရားသည်လူ့ဘဝပြဿနာများကိုဖြည့်ရှင်းမပေးနိုင်ဟုမြင်ကြသည်။သို့နှင့် ဆင်ခြင်ခြင်းတရားကိုဘဝဤအာကိုစောက်တရားမဟုတ်ဟုယူဆကပြစ်ပယ်လိုက်ကြလေသည်ဟေဂေကသဘာဝလောကကြီးသည်၎င်းတမိုင်းခြင်းကြီးသည်၎င်းဆင်ခြင်းဤကြစွာယုတ်တိဤကြစွာညီညီညွတ်ညွတ်ဖြစ်ပေါ်လျက်ရှိသည်ဟုယူဆသည်တို့ရာတွင်ဟေဂေယူဆတကဲ့သို့ညီညီညွတ်ညွတ်ဖြစ်ပေါ်နေမှုသဘောတရားသည်မရှိကြောင်းမျက်မှောက်ခေတိတ်ပံပညာကလည်းတတ်သိပြလာ၏ယူဘဗေဒ၌မပလင်ဤကွန်တန်တီယိုရီဟိုင်ဇင်ဘတ်ဤ မတိကြမှုစီးမင်းတို့ကိုတွေးရှိလာမှုကြောင့်ညီညွတ်စွာဖြစ်ပေါ်နေခြင်းသူစီကံသူဥပဒေသားနဲ့သူတိကြမှန်ကန်စွာဖြစ်ပေါ်နေခြင်းယုတ်တိနီးကြဖြစ်ပေါ်နေခြင်းသည်မရှိဟုသိမြင်လာကြသည်1923ခုနှစ်လောက်မှစ၍ဒင်းနေလူမျိုးတိတ်ပန်ဆရာကြီးနီဗိုဤအယူအဆမပြည့်စုံခြင်းကိုယူဘာမီဒပညာရှင်များတွေ့မြင်လာကြပြီးနောက်ပိုရိတ်ကောင်းသောယူဆသီအိုရီတရက်ကိုပြည့်စုံရန်ကြိုးပမ်းလာကြသည်ပြင်သစ်တိတ်ပန်ပညာရှင်ဒီဗရိုက်က ိုင်းစတိုင်း၏ဖိုတွန်သီအိုရီအပေါ်မိပြု၍ drug line သဘောတရားကိုစတင်တွေ့ခေါ်ခဲ့သည်။ကိုရာစုနှစ်ကလိုင်းသည်လိုင်းသဘောတန်တန်ကိုသာဆောင်း၍အမုံသည်လည်းအမုံသဘောတန်တန်ကိုသာဆောင်းသည်ဟုယူဆသတ်မှတ်ခဲ့ကြသည်။အလင်းဆိုင်ရာပညာရပ်တွင် အထက်ပါယူဆသတ်မှတ်ချက်ဖြင့်အလင်းကွေခြင်းအလင်းလိုင်းထက်ခြင်းစသည်တို့ကို ရှင်းပြနိုင်ခဲ့၏။တို့ရာတွင်20ရာစုသို့ရောက်သောအခါအလင်းဆိုင်ရာပြည့်ရက်တစ်ခုဖြစ်သော အလင်းလျက်စစ်အကျိုးကိုရှင်းပြရန်အတွက်မူအလင်းသည်လှိုင်းများဖြစ်သည့်သို့သောယူဆချက်ကိုတုံ့ပြန်မရတော့ချေထိုအကျိုးကိုရှင်းပြရန်အိုင်းစတိုင်းကပင်ဖိုတွန်သဘောတရားအသစ်ကိုတည်ထွင်ခဲ့သည်ဖိုတွန်သဘောတရားအရအလင်း၏အမှုန်တဘာဝရှိရမည်ဖြစ်သည်အလင်း၌အမုံတဘာဝရှိရမည်ဆိုတော့လေအလင်း၌လှိုင်းတဘာဝမရှိတော့ဟူ၏ကဆိုလိုသည်မဟုတ်ချေလှိုင်းတဘာဝလည်းရှိနေသည်ဤတွင်ယူဝဗိဒပညာရှင်များကအလင်းဆိုင်ရာပြည့်ရတို့ကိုရှင်းရန်အတွက်အလင်း၌ လိုင်းအမုံ drink တဘာဝရှေ့ရမည်ဟုယူဆလာကြသည်တပ်ပါယူဆပေါ်တွင်မြည်၍ deep right ကအလင်း၌လိုင်းတဘာဝရှိသကဲ့သို့အမုံတဘာဝပါတွန်တွဲတည်ရှိနိုင်သည် အမုံ၌လည်းလိုင်းတဘာဝရှေ့ရမည်ဟုတွေးဆသည်ဤတွေးဆချက်ဖြင့်နီဗိုးက electron သည်၎င်း၏တည်ဆောက်မှုပုံစံကိုလိုက်၍လှိုင်းနေဖြစ်သော၎င်းအမုံနေဖြစ်သော၎င်းယူဆနိုင်ကြောင်းတင်ပြ၏ ်ဒီချက်ဒီလဲတိကျလာပါသည်ဆိုသောသိပ္ပံပညာ၌ပင် အစဉ်တိကျညံ့ညွတ်မှန်ကန်သောချက်များမရှိကြောင်းထင်ရှားစေလေသည်သိပ္ပံပညာရဲ့ထက်တွင်တိကျမှုကိုတင်းချပညာကပေးနိုင်သည်ဟုတစ်ချိန်ကမှတ်ယူခဲ့ကြ၏ထို့ကြောင့်ပင်ခေတ်တည်းဒသနာပညာရှင်များသည်၎င်းတို့၏ဒသနာစနစ်များကိုတင်းချပညာပေါ်တွင်တနည်းမဟုတ်တနည်းအခြေခံ၍တည်ဆောက်ခဲ့ကြ၏တို့ရတွင်တင်းချပညာရှင်ဂိုဒယ်ကပြည်စုံသောတင်းချစနစ်တစ်ခုကိုမြေတိအခါများတည်ဆောက်၍မရနိုင်ကြောင်းတွေ့ရှိလာ၏ ို့ကတိကျလာပါသည်ဆိုသောညီညွတ်ခြင်းရှိလာပါသည်ဆိုသော သင်္ချာ၌လည်းမတိကျသောမညီညွတ်သောသဘောတရားများရှိကြောင်းသိမြင်လာကြသည်ဇီဝဝိဒပညာရပ်တွင်လည်း Lamet E Evolution Theory ကိုဒါဝင်းကညင်ဖြတ်လိုက် Lamet E အလိုအရလက်ရှိသတ္တဝါများသည်ပဝန်းကျင်သည့်အခြေအနေသည်များနှင့်စီလျောအောင်နေထိုင်သည်ထို့သို့နေထိုင်ခြင်းဖြင့်ထူးခြားသောအရေးချင်းသည်များရလာသည်ထို့အရေးချင်းသည်များကို ောက်မျိုးဆက်များအလုံးလဲမွေးဆက်ပေးသည်ဟုယူဆ၏တို့ရတွင်ဒါဝင်းကဤချက်ကိုလက်မခံကြ၏ဒါဝင်းအလိုအရတတော်ဝါတို့၌ထူးခြားသောအရေးချင်းသည့်များရလာခြင်းသည်လာမှတ်ယူဆသကဲ့သို့တဝင်းကျင်နှင့်စီလျောင်းနေထိုင်မှုဥပဒေသားကြောင့်မဟုတ်ထို့ထူးခြားသောအရေးချင်းသည့်များသည်ရှောင်းတခင်မတော်တဆဖြစ်လာမှုများလဲဖြစ်နိုင်သည်ဟုသောရှောင်းတခင်ဖြစ်ပေါ်လာမှု theory ကိုတင်ပြ၏ ီအချက်ကိုထောက်၍အရာရာသည်စီးနှင့်ကန်းနှင့်နေရာမှနှင့်ညီညွတ်စွာဖြစ်ပေါ်နေသည်မဟုတ်ပဲဖြစ်ကျင်သလိုဖြစ်တတ်သောသဘောများလည်းရှိကြောင်းထင်ရှား၏ဖြစ်ကျင်သလိုဖြစ်ပေါ်တတ်သည်ဟူသောအယူဆသည်ပင်လျှင်စင်ကျင်ဤကြစွာညီညီညွတ်ညွတ်ဖြစ်ပေါ်ခြင်းရုပ်တည်ဤကြစွာဖြစ်ပေါ်နေခြင်းအယူဆကိုစန့်ကျင်နေခြင်းဖြစ်၏စိတ်ပညာရှင် Fry ဤတွေ့ရှိချက်သည်လည်းစင်ကျင်ဤကြခြင်းကိုသိသိသွားစေခဲ့၏ Fry ကလူတွင်တိစိတ်နှင့်မတိစိတ်ဟူ၍စိတ်နှလုံးရှိကြောင်းတွေ့ရှိခဲ့၏ လိုက်လိုရလူဤအပြုမှုများသည်တိစိတ်တည်းဟူသောစင်ကျင်ဉဏ်ဤအစဉ်တစ်ဖြင့်ထိမ့်ချုပ်နိုင်သည်မဟုတ်ဘဲစင်ကျင်ဉဏ်မဲ့သောစင်ကျင်ဤမကြသောမတိစိတ်ဤထိမ့်ချုပ်စေစားမှုကိုခံရတတ်သည်ဟုယူဆ၏။ဤချက်သည်လည်းဟေဂယ်ဤစင်ကျင်ဤကြခြင်းညှို့ညွှန်းခြင်းတရားကိုမိမ့်မိန်သွားစေသောအချက်ပင်ဖြစ်၏။ဘဝဖြစ်တည်မှုပဓာနာဝါဒီတို့သည်လည်းတိကျမှုမှန်ကန်မှုညှို့မှုကိုမပေးနိုင်သောဟေဂယ်ဤစင်ကျင်ခြင်းတရားကိုပြစ်ပယ်လိုက်ချသည်။ ဘဝဖြစ်တည်မှုဗရဏဝါဒီများသည်စင်ကျင်ချင်းတရားကိုကိုးเสียမဟုတ်ဟုပြစ်ပယ်လိုက်သောအခါအာကိုရာမဲ့သွားကြ၏ယက်တီရာမဲ့သွားကြ၏ထို့အခါတချို့ကဘာသာတရားခရိယန်ဘာသာကိုအာကိုရာဖြင့်ဘဝဤထောက်တရားဖြင့်ကင်ဆွဲကြသည်ခရိယန်ဘာသာသည်အနောက်တိုင်းသားတို့၏ဘဝပြဿနာကို19ရာစုမတိုင်းမီကဖြေရှင်းပေးနိုင်ခဲ့၏ထို့ကြောင့်ခရိယန်ဘာသာသည်19ရာစုမတိုင်းခင်ကလူသားတို့၏အာကိုရာဖြစ်ခဲ့၏တို့ရာတွင် 19ရာစု၌တိတ်ပံပညာထွန်းကားလာသည်ထို့အခါခရီးယံဘာသာ၌ရုပ်တိမတန်သောတိတ်ပံဤမကြသောသဘောများကိုတွေ့လာသည်ထို့သို့တွေ့လာသောကြောင့်ဘာသာတရား၌လည်းတန်တရားများဝင်လာ၍တပြေးပြေးအယုံကြည်ကင်းမဲ့လာပြန်သည်ထို့အခါဘာသာတရားကိုအာမကိုတော့ပဲဖြစ်ပေလိုက်ပြီးနောက်တိကျတင်ကြမှုကိုပေးနိုင်သည်ဟုထင်မှတ်သောတိတ်ပံပညာကိုအာကိုလာကြပြန်သည် တို့ရာတွင်သိပ္ပံပညာသည်လည်းလူဘဝပြဿနာများကိုတိတိကျကျမဖြေရှင်းနိုင်ကြောင်းသိမြင်လာကြပြန်သည်အဘဲကြောင့်လူဘဝဖြစ်နေရသနည်းဘဝဆိုသည်မှာအဘဲနည်းအဘဲကြောင့်မြည်သူအတွက်ကြောင့်အသက်ရှင်နေရသနည်းအဘဲကြောင့်လူတပ်ပွဲများစစ်ပွဲများဖြစ်ရသနည်းလူတို့အဘဲကြောင့်မပျော်ရွှင်ကြသနည်းဤဘဝပြဿနာများကိုသိပ္ပံပညာသည် ဖြေရှင်းချက်မပေးနိုင်ကြောင်းကိုဘဝဖြစ်တည်မှုဗဒနာဝါဒီများသည်မြင်ကြသည်ဒုက္ခ သိပ္ပံပညာကိုလည်းဘဝဤအားကိုရမဟုတ်ယူဆကပြစ်ပယ်လိုက်ကြသည်မျက်မှောက်ဖြစ်သည်လူဦးရေအစမတန်ထူထပ်သိပ်သည်လာသောခေဖြစ်၏ထို့အခါလူသားတို့ကြီးကိုထိန်းချုပ်နိုင်သောဝါဒစနစ်တို့ကိုဖန်တီးလာရ၏ဝါဒစနစ်တို့ဖြင့်ထိန်းချုပ်ကလူ့ဖွဲ့စည်းတင်များတိဆောက်ရ၏ထို့သောဖွဲ့စည်းတိဆောက်လာသောလူ့ဖွဲ့စည်းများကနေရာယူဆုံးမမှုကြောင့်ဝင်လင်းလူတူးစီ၏အခန်းကဏ္ဍသည်တည်တည်လာ၏လူဖွဲ့စည်းကပြဋ္ဌာန်းမှုကိုလူတူးစီကခေါင်းငုံခံရသည်လူဖွဲ့စည်းက ကောင်းသည်ဟုပြထန်းလျင်လူသည်လိုက်ကောင်းရ၍လူဖွဲ့စည်းကဆိုးသည်ဟုပြထန်းဆုံးဖြတ်လျင်လည်းဆိုးသည်ဟုခံယူနေရသည်လူဖွဲ့စည်းကမှားသည်ဟုပြထန်းဆုံးဖြတ်လျင်လည်းလိုက်၍မှားပါသည်ဟုခံယူနေရသည်လူဖွဲ့စည်း၏ဆိုးမှုပြထန်းခံရမှုကြောင့်လူတူးစီ၏အခန်းကဏ္ဍသည်တေးတိမ်မိမ့်မလာရသည်ပေါ်လင်းမှုမဲလာရသည်လူဖွဲ့စည်းကြီး၌တိကျလူသား၏အနေထားသည်ကြက်တဲကျင်းမြောင်လာသည် ဖြစ်ခြင်းရခြင်းဒီတို့ကိုမဖြစ်နိုင်မရနိုင်ကြောင်းကြုံတွေ့လာရသည် လူတူကြီးဆန္ဒများသဘောထားများခံစားချက်များဒီလဲကွဲပြောက်လာရသည်ဤဖြစ်ကိုဘဝဖြစ်တည်မှုဗဒနာဝါဒီသည်မလိုလားကြီးထို့ကြောင့်ဘဝဖြစ်တည်မှုဗဒနာဝါဒီများသည်မိမိခံစားမှုများသဘောထားများကိုရှည်တန်းတွင်၍ပေါ်နှင်အောင်ကြိုးပမ်းကြခြင်းဖြစ်၏စင်စစ်လူအဖွဲ့စည်းဤဆုံးမမှုကြောင့်လူတို့သည်ထိုလူအဖွဲ့စည်းအကြီးအတွင်း၌ဘာမျှအရေးမပါမပြောပါလောက်သောအပိုင်းအဆအနကလေးအနေဖြစ်သွားသည်ထို့ကားလူဟုသောဥပဒေကိုယ်ကြီးကိုယ်တည်းသည်လည်း ကျဆင်းသွားသည့်ဖြစ်သူရောက်သွား၏ထို့သောလူဖွဲ့စည်းအတွင်း၌ပိတပေါ်လွင်မှုမရှိဘဲတေးတိမ်မိမ့်သွားသောလူဖြစ်လူရုပ်ပုံလားကိုခေတ္တအနုပညာကလည်းထောက်ကန်လျက်ရှိသည်ခေတ္တအနုပညာတွင်ခံယူထားသော ပုံစံနှင့်အတွင်းတရုတ်သည်ရှေးခေတ်အနုပညာရှိပုံစံနှင့်အတွင်းတရုတ်တို့နှင့်များစွာခြားနားသွား၏ရှေးခေတ်ပကြီအနုပညာရှင်များသည်လူပုံကိုဆွဲလျင်လူနှင့်တထေရာတဲ့တူအောင်အချိုးကျကျပုံပန်းကျကျရေးဆွဲခဲ့ကြ၏တို့ရာတွင် ်ခေတ္တပကြီးအမှုပညာရှင်များသည်လူပုံကိုရေးဆွဲရ၌ပုံပန်းကြကြရေးဆွဲခြင်းမရှိတော့ကြပြီဤသို့ပုံပန်းကြကြမရေးဆွဲခြင်းသည်လူ့ဖွဲ့စည်းအတွင်း၌လူဤအနေထားလူဤအသွင်သဏ္ဍာန်သည်ပြည်ပြင်းချင်းပေါ်လွင်ခြင်းမရှိတော့ဟု၍ထိုပညာရှင်တို့ကခံစားနေခြင်းကြောင့်ဖြစ်၏ဘဝဖြစ်တည်မှုပဓာနာဝါဒီသည်လူဤအခန်းကဏ္ဍကိုမိမ့်မိန်စေအောင်လူဤသဘောထားများခံစားချက်များဆန္ဒများကိုပျောက်ကွယ်စေအောင်ဖန်တီးနေသောလူ့ဖွဲ့စည်းများကိုမကျင့်တတ်သည့်အလျောက် လူပေါင်ဖွဲ့စည်းမှုတို့များကိုကြောခန့်၍ပြစ်ပယ်လိုက်သည်လူပေါင်ဖွဲ့စည်းတို့ကတတ်မှတ်ထားသောထုံးတလီများတံပိုးများကိုလည်းပြစ်ပယ်ကြောခန့်လိုက်သည်ထို့သို့ပြစ်ပယ်ကြောခန့်လိုက်သောအခါဘဝဖြစ်သည်မှုပဌာနာဝါဒီသည်လူလောကလူဖွဲ့စည်းတို့အပြင်ဘက်သို့ရောက်သွားသောအပြင်လူဖြစ်သွားလေသည်ဘဝဖြစ်သည်မှုပဌာနာဝါဒီသည်စင်ကျင်ချင်းတရားကို၎င်းဘာသာတရားကို၎င်းသိပ္ပံပညာကို၎င်းလူပွဲကြီးကို၎င်းစစ်မှန်ခိုင်မာသောကိုးစားရသောအရာများမဟုတ်ယတ္တိယများမဟုတ်ဟုယူဆ၍ ပြစ်ပယ်ကြောက်ခိုင်းလိုက်တော့အခါအားကိုးရာယက်တီရာယုံကြည်ရာမရှိတော့ပဲမိမိတကူထီးတဲ့ဖြစ်သွား၏တို့ရာတွင်လောကရှိအချင်းရာတို့သည်စစ်မှန်သည်ဖြစ်စေမစစ်မှန်သည်ဖြစ်စေတည်ရှိသည်ဖြစ်စေမတည်ရှိသည်ဖြစ်စေမိမိဘဝရှိနေခြင်းဖြစ်နေခြင်းမှမူအစစ်မှန်ပင်ဖြစ်သည်ဟုယူဆလာသည်သူယူဆရှိမှုကြောင့်ပင်၎င်းအားဘဝဖြစ်တည်မှုပဒါနာဝါဒီဟုခေါ်ဝေါ်ခြင်းဖြစ်အာကိုရာမရှိတော့ပဲလူပေါင်းကိုကြောခိုင်းနေသောအပြင်းသူဘဝဖြစ်တည်မှုပဒါနာဝါဒီသည် တကိုယ်တည်းတည်းဖြစ်နေမှုကြောင့်အထူးကြံဒုက္ခကို ခံစားလာရ၏မိမိတတ်ရှင်နေခြင်းကိုပင်နားမလည်အောင်ဖြစ်ရ၏ဘဝ၌မိတိအနတ္တိပဲရှိသည်ကိုမသိအောင်တွေးဝေးရှုပ်ထွေးခြင်းလည်းဖြစ်လာသည်ခေတ္တအနုပညာလောက၌ကျုပ်ဝိစင်ဟုခေါ်အယူဆကိုလက်ခံကြသောပကြီအနုပညာရှင်များသည်ပကြီကားတစ်ချက်ကိုပြုမပါဘဲအလျားနှင့်အနန္တရေဆွဲပေါ်ပြကြ၏ဤဒီမှာအာဂတကိုဖြန့်၍ရှုမြင်ခံစားသည့်သဘောပင်ဖြစ်၏ ထို့သို့ရှုမြင်ခံစားနေခြင်းကြောင့်အာဂတအတွင်း၌ပင် အသက်ရှင်နေသောလူဘဝ၌ဒုဟူ၍မရှိ။ဟောလူဟူသောဖြစ်၌ပင်ကိုအနှစ်သာရဟူ၍မရှိဟုထင်မြင်လာကြသည်။တပံကာလကိုလည်းတစ်ဆက်တည်းနေရှုမြင်လာကြသည်။ဤဒီမှာကာလကိုဖြန့်၍ရှုမြင်သည့်သဘောပင်ဖြစ်။ကာလကိုဖြန့်၍ရှုမြင်လိုက်သည့်အခါအတိတ်ပစ္စုပန်အနာဂတ်ဟူ၍မမြင်တော့ချေ။ထို့ကဘဝဟူဒီမှာဘာမှမပြောပါတော့သောတူတောင်းသောချိန်ကာလအတွင်း၌အသက်ရှင်ဖြစ်ပေါ်နေခြင်းမျှတာ၏ဟု ထင်မြင်လာကြသည်ဂျူဗီစင်ယူဆသည်ပကြီလောက၌သာမဟုတ်အခြားသော စာပေအမှုပညာလောက၌လည်းလွှမ်းမိုးလာခဲ့သည်စာပေအမှုပညာရှင်များသည်၎င်းတို့၏ဝတ္ထုစာပေများကိုရခင်ကားကဲ့သို့ရည်ရွယ်ချက်ပန်းနိုင်ထား၍မရေးကြတော့ကြည်ဤဒီမှာရည်ရွယ်ချက်ပန်းနိုင်ကိုဖြန့်၍ရှုမြင်ခြင်းသဘောပင်ဖြစ်သည်ထို့သောရှုမြင်မှုကြောင့်လူဘဝသည်ရည်ရွယ်ရာကိုဖြစ်ခြင်းမှဖြစ်သောအတိတ်ကမျောလင်းမြင်သောဝါမျောလင်းထားသောပန်းနိုင်ဤကုန်းသို့ရောက်ခြင်းမှလည်းရောက်သောဘဝဖြစ်သည်ဟုထင်မြင်လာကြသည် ယခင်ကစာပေနှုမြရှင်များသည်စာရေးရ၌စာပေပုံစံတိတိကျကျပြီးရေးကြ၏ပဇက်လန်းဇက်ကွက်တို့ချ၍ရေးကြ၏တို့ရာတွင်ခေတ်သစ်စာပေပညာရှင်တို့သည် ပုံစံတကျရေးခြင်းထက်မိမိခံစားချက်တို့ကိုပေါ်လွင်အောင်ဖော်ပြခြင်းကသာရေးကြည့်သည်ဟုယူဆလာကြသည်ဤသို့ဖြစ်ရခြင်းမှာလူ့ဘဝလူ့ဇလန်းတို့သည် ပုံစံတို့အတွင်း၌တိတိကျကျရှိသောအရာများကဲ့သို့နားလည်နိုင်သည်မဟုတ်လူဘဝလူဇလန်းတို့သည်ပုံစံအတွင်း၌တိတိကျကျဖြစ်ပေါ်နေခြင်းများလည်းမဟုတ်တမင်ဆင်၍ရေးထားသော ဇလန်းဆက်ွက်အတိုင်းပင်ဖြစ်ကြသည်လည်းမဟုတ်အမျိုးမျိုးဖြစ်နိုင်သည်လူဘဝလူဇလန်းတို့သည်ပင်နားလည်နိုင်ခဲ့သည်ဟုမြင်ကြခြင်းကြောင့်ဖြစ်ဤချက်သည်ပင်နားမလည်နိုင်အောင် ဖြစ်နေသောရှုပ်ထွေးသောအတိတ်ပင်အတိတ်ကြာမပေါ်လွင်သောလူဖြစ်သူဖော်ပြနေခြင်းပင်ဖြစ်ရွေချက်ပန်းနိုင်ကိုဖြန့်ပစ်လိုက်တဲ့ကဲ့သို့တံပိုးဆိုင်ရာတို့ကိုလည်းဖြန့်၍ရှုမြင်ကြသည် ထို့သို့ရှုမြင်မှုကြောင့်လူဘဝ၌ကောင်းသည်ဆိုးသည်လှသည်အယုတ်ဆိုးသည်စသည့်တံပိုးများသည်တစ်ဆက်သေးတစ်ဆက်သေးဖြစ်ကား ျောထွေးရှုပ်ပွေသွားသည် ရောထွေးသွားသောကြောင့်မိတိကိုကောင်းသည်ဆိုးသည်ဟုမသိနိုင်ဖြစ်ကတံမိုးများသည်ရှုပ်ထွေးခြင်းအတွင်း၌ပျောက်ကွယ်သွားကြသည်တံမိုးများပါပျောက်ကွယ်သွားသောအခါသူပုဂ္ဂိုလ်များသည်လူဘဝ၌မိတိတိတ်ပဲရှိမှန်းမသိဖြစ်သွားကြသည်ဘဝဟူသည်ဘာမျှအတိတ်ပဲမရှိဟူသောအမြင်သည်သာ၎င်းတို့၌ကျန်ကြတော်သည်စာပေနုပညာမရှိဟူသောအမြင်သည်သာ၎င်းတို့၌ကျန်ကြတော်သည်စာပေနုပညာရှင်များသည် ဘဝကိုအတိတ်ပဲမဲ့သည့်အနေဖြင့်မြင်နေကြကဲ့သို့မျက်မှောက်ကလူများသာသည်လည်းဘဝကိုအတိတ်ပဲမဲ့သည့်အနေမြင်လျက်ရှိကြသည်ထုံပုံမှုများကိုအနောက်တိုင်းတသနာပြညာဖြင့်ခေါ်ရလျင်ဘဝဖြစ်တည်မှုပဒါနဝါဒီများဟုခေါ်နိုင်ပေလိမ့်မည်ဘဝဖြစ်တည်မှုပဒါနဝါဒီများသည်ဘဝကိုဘာမျှအတိတ်ပဲမရှိဟုမြင်မှုကြောင့်ဘဝ၌ညှိငွေခြင်းစိတ်ပြည့်ခြင်းတို့ဖြစ်ကြသည် အချို့ကစိတ်ပြည့်ညှိမွေမှုကို ကုစားသည့်အနေဖြင့်မိမိတို့ကိုမိမိအဆုံးစီရင်ကြသည်တိကျရေရသော ခိုင်မာသောအရာဟု၏ပြည်ပတတမရှိသောဘဝဖြစ်တည်မှုပဒါနာဝါရီတို့ဤလောကသည်ရှုပ်ခွေးလာသောလောကကြီးဖြစ်လျက်ရှိသည်ခွဲချမ်းစိတ်ပြမှုဖြင့်အစပြုခဲ့သောအနောက်တိုင်းမြန်မောက်ခေတ်သည်ဘဝဖြစ်တည်မှုပဒါနာဝါရီများလက်ထက်၌ရှုပ်ထွေးနေသောခေတ်အဖြစ်အဆုံးသက်ရမလို့ဖြစ်လျက်ရှိထို့ပြင်တိကျရေရာခိုင်မာမှုဟု၏ရှားမရနိုင်သောကြောင့်လောကကြီးကိုရှုံးပြီးကြောခိုင်းနေသောခေတ်အဖြစ်နှင့်လည်းအဆုံးသက်ပြရမလို့ဖြစ်လျက်ရှိသည် ။ဤအချက်ကို20ရာစုနှောင်းကာလလောက်တွင်ပေါ်လာခဲ့သောလူလောကကိုကြောခိုင်းသူဟစ်ပီများနှင့် မျက်မှောက်ခင်း၌အစင်းလာဒလိထုံးစံများကိုစန့်ကျင်ကြောခိုင်း၍နေထိုင်ကြသူများကတတ်သိခံလျက်ရှိသည်။ဘဝဖြစ်တည်မှုပဓာနဝါဒီများသည်ဘဝကိုအတိတ်ပဲမဲ့သည့်အနေရှုမြင်ခံစားနေမှုကြောင့်ဘဝဆိုတာဘာလဲဟူသောမိကွန်းနှင့်ကြုံလာပါကဘဝဟူသည်ဘာမျှအတိတ်ပဲမရှိသောအဖြစ်ဟုဖြေပေးလိမ့်မည်။တွေ့ဝေရှုပ်ထွေးမှုတို့ထွန်းမှုနေသော အနောက်တိုင်းသဒ္ဒနလောက၌ဘဝနှင့်ဆိုင်ရာအနတ္တိပေတို့သည်လည်းရှုပ်ထွေးသွားရမှပျောက်ကွယ်သွားကြသည်ဘဝဆိုင်ရာတစ္ဆာတရားတို့ကိုသူတို့လောက၌ရှာဖွေ၍တွေ့နိုင်သည်မဟုတ်ချေဘဝတစ္ဆာတို့ကိုပိဋိပတ်ပါရှာဖွေ၍မတွေ့နိုင်သောအနောက်တိုင်းသဒ္ဒနလောကကိုအရှုသောပုဂ္ဂိုလ်များသည်ညင်ငွေလာကြသည်ဒေါက်တာပေါ်ဘရန်တန်ကအနောက်တိုင်းသဒ္ဒနပညာရှင်များသည်အံ့ဖွယ်ကောင်းလောက်အောင်စဉ်းစားဆင်ခြင်ကြ၍၎င်းတို့၏အယူဆများကိုဖော်ထုတ်ကြသည် တို့ရာတွင်တဦးဤအယူဆနှင့်တဦးမတူသည့်အလျောက်အယူဆတစ်ခုကအခြားအယူဆတစ်ခုကိုညှင်းဖြတ်ပစ်လိုက်သည် ထို့ကား၎င်းတို့၏တသနာအယူဆများကိုလေ့လာသူသည် မိတိအယူဆကကောင်းသည်မိတိအယူဆကဆိုးသည်ကိုမသိတော့ဘဲကြောင်လဲလဲဖြင့်ကြံခဲ့တော်၏ဟုဆိုလေသည်အနောက်တိုင်းတသနာပညာသားမဟုတ်တိုးတက်လာပါသည်ဆိုသောသိပ္ပံပညာသည်လည်းဘဝခိစ္စတို့ကိုဟုတ်တိပတိမသိမြင်ကြောင်းပေါ်ဘရန်ဒန်က အောက်ပါကဲ့သို့ဖော်ပြ၏ယနေ့ကမ္ဘာ တလွားတွင်တိတ်မှန်ပညာရှင်များ၏တိုးတက်မှုများကိုကျွန်တော်တို့မြင်တွေ့နေရသည်သူတို့၏တိုးတက်သောအသိပညာများကိုကျွန်ုပ်တို့အစဉ်အမြဲချီးမွမ်းထွက်မနာပြုရမည်ဖြစ်၏တို့ရာတွင် ထိုပညာရှင်များသည်ဘဝနှင့်ပတ်သက်၍မူကာကြီးခါခွေးများလောက်သာပြောပြနိုင်ကြ၏ဘဝဆိုင်ရာတစ္ဆာတို့ကိုအနောက်တိုင်းတသနာပညာနှင့်တိတ်မှန်ပညာတွင်ရှာမတွေ့နိုင်ကြသောဒေါက်တာပေါ်ဘရန်တန်အစရှိသည့်အနောက်တိုင်းမှပုဂ္ဂိုလ်များသည်အရှေ့တိုင်းတသနာလောကစီသို့ဦးလှည့်ကရှာပွေလာခဲ့သည် အရှိတိုင်းသဒ္ဒနာလောက၌ဘဝဤပဂတိတဘာဝအမှန်ကိုဖော်ပြနိုင်သောနည်းများဘဝအတိတ်ပဲဘဝတန်ဖိုးတို့ကိုပေးနိုင်သောနည်းများဘဝဆိုင်ရာတစ္ဆာတရားတို့ကိုသိမြင်စေနိုင်သောနည်းများရှိနိုင်လိမ့်မည်ဟုမျှော်လင့်ရပေသည်။ဤကျမ်းတွင်ဘဝအတိတ်ပဲဘဝတစ္ဆာတို့ကိုထေရဝါဒဗုဒ္ဓသဒ္ဒနာအတွင်း၌ပိုး၏အလေးပွေးရှားဖွေစူးစမ်းတာသည်ကို တွေ့ရမည်ဖြစ်၏။ဘယ်ကြောင့်ထို့ကဲ့သို့ထေရဝါဒဗုဒ္ဓသဒ္ဒနာအတွင်း၌အလေးပွေးရှားဖွေစူးစမ်းရသည်ဟုမိလာပါကပိုး၏ပိုး၏ယုတ်တိတန်သော ိုး၏ပိုး၏ယထာဘူတကြသောဘဝတိတ်ပဲဘဝတစ္ဆာတို့ကိုရှားပွင့်ရင်းရှားပွင့်ရင်းမှာထေရဝါဒဗုဒ္ဓတဒနာလောကအတွင်းသို့ဝင်ရောက်သွားသောကြောင့်ဖြစ်သည်ဟုဖြေရမည်ဖြစ်ပါသည်။ယမအပိုင်းတဲ့ဏိဒံရဲ့အခန်းသုံးမျက်မှောက်ခေအနောက်တိုင်းတဒနာပေရနှင့်လူဘဝဆိုင်ရာပြဿနာများပြီးဆုံးပြီဖြစ်ပါသည်။နောက်ထပ်အပိုင်းနှစ်ကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့စောင့်မျှော်အားပေးကြပါမယ်နော်။ နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်။နောက်ထပ်ပိုင်းဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်။မင်္ဂလာရှိသောနေ့ရက်များပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။